်အမေရိကန်ပြည်ထောင်စုတနက်စီပြည်နယ်ကဒီခဲယမ်းမီကြောင့်ဆက်ယုံမှာအရင်ကအဆောက်အုံနှလုံးနဲ့ကားပါကင်တစ်ခုပါဝင်ခဲ့ပါတယ်။တောက်ကြနေမနဲ့အစိုးပိုင်းကအလွန်ပြင်းထန်တဲ့ပတ်ကွဲမှုဖြစ်ခဲ့ပြီးဓာရီအလုံးအပြက်စီးပုံတွေအဖြစ်တွေ့မြင်ခဲ့ရတာပါ။အပြက်စီးအပိုင်းဆတွေက1ကီလိုမီတာနီးပါးအကွာအဝေးအထိလွင့်ထွက်ခဲ့တယ်လို့ဆိုပါတယ်။ခရိုင်ရဲမှူးခရစ်ဒေးဗစ်ကပျက်စီးမှုအခြေအနေကိုအကဲဖြတ်ဖို့အခင်းဖြစ်တဲ့နေရာကိုချက်ချင်းရောက်ရှိလာခဲ့ပါတယ်။ about 7:45 this morning ဒီမနက်9:45မိနစ်လောက်မှာခဲယန်းဆက်ယုံမှာရန်ကိုပြင်းထန်တဲ့ပတ်ကွဲမှုတစ်ခုဖြစ်ခဲ့ပါတယ်ရန်ကိုပြင်းထန်ပါတယ်ဆက်ယုံဝင်းထဲကအဆောက်အုံတစ်ခုလုံးလုံးဝပျက်စီးသွားခဲ့ပါတယ်လို့ရန်မှု Chris David ကပြောဆိုပါတယ် Accurate Energetic Systems Company ဟာ C4 ပတ်ကွဲစေတတ်တဲ့ပစ္စည်းနဲ့မြေမြုံမိုင်းတွေအပါအဝင်ခရမ်းမိကြောက်အမျိုးမျိုးကိုထုတ်လုပ်ဖို့ American စစ်တပ်နဲ့ရေတပ်ရဲ့ contract စာချုပ်အများပြားရရှိထားပါတယ် ပောက်ကွဲမှုဖြစ်ရတဲ့အကြောင်းရင်းကိုတော့မထုတ်ပြန်သေးပဲစုံစမ်းဖော်ထုတ်ဖို့ကြိုးပမ်းနေတယ်လို့ပြောပါတယ်။ဖြစ်ပွားရတဲ့အကြောင်းရင်းအမှန်ကိုဖော်ထုတ်ဖို့ကျွန်တော်တို့မှာ ATF, FBI တို့ရှိနေပါတယ်။အချင်းတို့အတွင်းထုတ်ပြန်ဖို့တော့မလွယ်သေးပါဘူးအချင်းယူရအောင်မယ်လို့မြန်မာတိုင်းလိုလဲရဲမှူးခရစ်ဒေးဗစ်ကပြောဆိုပါတယ်ထိခိုက်ခဲ့ရသူတွေရဲ့မိသားစုတွေအတွက်ဝန်내ကြောင်းနဲ့စူတောင်းမြစ်တာပို့တာကြောင်းကိုကုမ္ပဏီကလူမှုကွန်ရက်ပို့စ်တစ်ခုမှရေးသားထားပါတယ်ရဲမှူးဒေးဗစ်က ောက်ကွဲမှုအတွင်းလူသေဆုံးမှုကိုတော့အတည်ပြုခဲ့ပေမဲ့အရေးအတွက်အတိအကျပေးဖို့ကိုတော့ညှင်းဆိုခဲ့ပါတယ်ခင်ဗျာ